ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Brambis USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ LA မြို့လေကောင်မှာ Ice အဖွဲနဲ့ LA ကခိုးဝင်ကျူးကျော်ရေးအဓိကရုံးဖြစ်ပွားတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်စုံကတော့ Rider သတင်းဌာနကဇွန်လ6ရက်2025ဒီနေ့မနေ့တင်ဆက်သွားတဲ့သတင်းကတော့ Los Angeles က အကြီးကယုံနေနေရေးပလိအဖွဲတွေဟာခေါင်းဆောင်တွေကြီးကအင်ဂျီတွေအပြည့်ဝစ်ဆင်ပြီးတော့မနေ့ညနေကစပြီးတော့ Los Angeles မြို့ရဲ့မြို့လေကောင်မှာအကျန်းဖက်ဆန္ဒပြနေကြတဲ့ခိုးဝင်ကျူးကျော်တွေရဲ့သူတို့ကိုထောက်ခံပြီးတော့ဆန္ဒပြပွဲတွေမှာပါဝင်လာတဲ့သူတွေနဲ့ထိတ်တိုက်ရင်ဆိုင်တွေ့ကြရပါတယ်။အဲ့ဒီမတိုင်ခင်တရက်ကတော့ ICE အဖွဲ့က Los Angeles မှာခိုးဝင်ကျူးကျော်တွေကိုဖမ်းဆီးတာအယောက်2200ဖမ်းမိပြီးပြည်နှင်တန်းပို့မဲ့ ထင်းထင်းကြီးစခန်းတွေမှာထားရှိခဲ့ပါတယ်။ you. <laughs> for you. Fuck you, Axel. ခုဗီဒီယိုမှာတွေ့ရတဲ့အတိုင်းပါပဲအတီကီယိုနှိမ်နေတဲ့ပလိတ်အဖွဲ့တွေဟာမျက်ရည်ရိုဘုံတက်ထားတဲ့ rifle တနက်တွေကင်ဆောင်ပြစ်ခတ်နေပြီးတော့စာနာပြတဲ့လူအုပ်ကိုညမမောင်ခင်လူစုခွဲသွားကြဖို့ညွန်ကြားနေပါတယ်။အဲ့ဒီစာနာပြသူတွေဘက်ကလည်းအုတ်ခဲကျိုးတွေတစ်သားချောင်းတွေအဆောက်အဦတွေကိုဖြိုးဖျက်ပြီးရလာတဲ့အုတ်ခဲမှန်အကွဲစားတွေတစ်သားထုတ်တွေနဲ့ပလိတ်အဖွဲ့ကိုပြစ်ခတ်နေတာတွေကိုလည်းတွေ့ရပါတယ်။ပလိတ်အဖွဲ့ကတော့ရှောင်ရှားပြီးမျက်ရည်ရိုဘုံတွေနဲ့ပြစ်ခတ် ကြည်စံအတုတွေနဲ့ထောက်လန့်ပြက်ခတ်ရသလောက်ခိုးဝင်ကျူးကျော်တွေကိုဖမ်းဆီးနေတာတွေကို တွေ့ရပါတယ် LAPD ရဲ့ပြောရေးဆိုခွင့်ရှိသူ Drake Madison ကတော့စာနာပြတာမဟုတ်ဘဲနဲ့အကြမ်းဖက်တိုက်ခိုက်တာတွေကိုခွင့်မပြုကြောင်းဒါကြောင့်ဒီနေရာကအမြန်ထွက်ခွာကြရရန်နဲ့မစွန့်ခွာဘဲကြန့်ရှိနေသူတွေကိုတော့ဖမ်းဆီးပြီးတရားဥပဒေအရအရေးယူသွားမယ်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီချိန်တည်းမှာပဲရှေ့တန်းစစ်မျက်နှာတွေမှာ တွေ့မြင်လေးရှိတဲ့စစ်ကားတွေကိုလည်းတွေ့ရပြီးတော့ဘေးတစ်ဖက်တစ်ချက်စီမှာယူနီဖောင်းအပြည့်ဝတ်ထားတဲ့ရဲတွေပါလာပြီးတော့ဆန္ဒပြသူတွေကလည်းအလွန်ရဲတင်းစွာမျိုးမျိုးစုံနဲ့အော်ဟစ်ဆဲဆိုနေတာတွေကိုလည်းတွေ့ရပါတယ်။ ICE အဖွဲ့ကတော့ခိုးဝင်ကျူးကျော်တွေကို Home Depot တို့ခေါ်တဲ့အိမ်သုံးပစ္စည်းတွေစောက်တော့ရေးပစ္စည်းဆိုင်တွေမှာပြီးတော့ LA Downtown က Fashion ဆိုင်တွေအာရှမှာခိုးဝင်ကျူးကျော်တွေအများဆုံးရှိတဲ့ LA တရုတ်တန်းတွေမှာ ိုက်စိတ်တိုက်ရှာဖွေပြီးတော့ ID မပြနိုင်ရင် green card မရှိတဲ့သူတွေ visa တွေတက်တန်းကုန်အထောက်ထားမပြနိုင်တဲ့သူတွေအကုန်လုံးကိုလက်ထိတ်ခတ်ဖမ်းဆီးခဲ့ပါတယ်အဲ့ဒါကြောင့်လဲကြံခဲ့တဲ့ခိုးဝင်ကျူးကျော်တွေကသူတို့ရဲ့မိသားစုတွေကသူတို့ကိုထောက်ခံသူတွေက ICE အဖွဲ့ကိုဖမ်းဆီးတာတွေအကုန်ရပ်ပြီး LA ကနေအများဆုံးထွက်ခွာသွားကြဖို့အော်ဟစ်ပြောဆိုစာနာပြနေကြပါတယ် ICE အဖွဲ့ကတော့သမ္မတ Trump ရဲ့ယူမန်ထားတဲ့အတိုင်းဒီနှစ်ကို ခိုးပင်ကျူးကျော်တွေအ ਨੇ ဆုံးတန်းလောက်ပြည်နယ်ဒဏ်ပေးရန်နဲ့ထို့အတွက်ကြောင်းအမေရိကအနှံ့အပြားမှာရှိတဲ့ ICE အဖွဲ့တွေဟာနေမီကန်အဖွဲ့ပြည်သူပြည်သူလူထုနဲ့ပူးပေါင်းပြီးတရက်ကိုအယောက်3000ထက်မနည်းရှာဖွေဖမ်းဆီးနေကြပါတယ်။အယ်လီယက်ရဲအဖွဲ့ကတော့ခိုးပင်ကျူးကျော်တွေကိုဖမ်းဆီးတာတွေဝင်ရောက်မလုပ်ခဲ့ပါဘူး။ဒါပေမဲ့နေရာတကာမှာဖြန့်ကျက်ထားပြီးတော့အဒီကီယုံပြည်လုံသူတွေဟာအစိုးရအဆောက်အဦတွေကိုဖျက်ဆီးရန် ကြံစီနေတာတွေမှုတ်ဆေးတွေနဲ့ပက်ပြန်းမှုတ်နေတာတွေကို တွေ့ရင်တော့နေရာမှာတွင်ဖမ်းဆီးပြီးခေါ်ဆောင်သွားကြောင်းတွေ့ရပါတယ်။အဲဒီမှာရှိတဲ့နိုင်ငံတကာမှဝန်ထမ်းစောင့်ရှောက်ရေးအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ David Hooter ဆိုသူကတော့ ICE အဖွဲ့ကိုဝင်ရောက်နှောက်ယှက်တာမို့ဖမ်းဆီးလိုက်ရကြောင်း ICE အဖွဲ့ကပြောပါဗျာ။အဲ့ဒီလိုဖန်ဆီးခံခဲ့ရတဲ့အချမ်းဖက်ဆာနာပြသူတွေခိုးဝင်ကျူးကျော်တွေကိုတော့အလီမှာရှိတဲ့အိုင်းစဖွဲရဲ့ထိန်းသိမ်းရေးစခန်းမှာ ကြာရည်ထင်းထင်းထားလိုက်ကြောင်းသိရပါတယ်။အယ်လီရဲ့မြို့တော်ဝင်ကတော့အခုလိုအကြမ်းဖက်နှိမ်နှင်းတာတွေဖမ်းဆီးတာတွေဟာငါတို့ရဲ့မြို့မှာတော်တော်ဆိုးဆိုးရွားရွားဖြစ်နေခဲ့တဲ့အတွက်မဖြစ်သင့်ကြောင်းစာတစောင်းထုတ်ပြန်ခဲ့ပါတယ်။တရက်ထဲမှာပဲ Houston မြို့ Texas ပြည်နယ်မှာဖမ်းဆီးထင်းထင်းခံနေရတဲ့ခိုးဝင်ကျူးကျော်တွေထဲမှာမှစုစုပေါင်း64ယောက်ဟာ ဆိုရင်တော့သမ္မတ Trump အစိုးရကကမ်းလှမ်းလိုက်တဲ့မိမိဆန္ဒလျောက်အမေရိကန်နိုင်ငံကနေထွက်ခွာမဲ့ ဒန်းစင်ကိုရွေးပြီးတော့ဒေါ်လာ1000ရဲ့လေရင်ကနှကုံကြပဲလက်ထိတ်ခြေတက်တွေခြေတိတ်တွေမခတ်ခံရပဲဟွန်ဒူရက်နိုင်ငံနဲ့ကိုလံဘီယာမက္ဆီကိုနိုင်ငံတွေကိုပြန်လိုချောင်းပြောတဲ့သူတွေအဲ့ဒီသူတွေကိုတင်ဆောင်တဲ့အမေရိကကပထမဆုံးကိုအသည့်နဲ့ကိုပြန်တဲ့လေရင်ဟာထွက်ခွာသွားပြီဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီလေရင်ထဲမှာတော့အမေရိကမှာမွေးဖွားခဲ့တဲ့ကလေးလေးယောက်ပါဝင်သွားပြီးသူတို့ရဲ့မိဘတွေကအထောက်ထားမဲ့တွေဖြစ်လို့အမေရိကမှာ မီဒီကွဲဖတ်တော့ွယ်မနေခဲ့တော့ပဲမက္ကဆီကိုနိုင်ငံတို့မိဘများနဲ့အတူပြန်လည်လိုက်ပါသွားကြောင်းသိရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်သွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့ကြပါ so please take care of yourself and each other bye bye